အကျွေးတွေဆက်နိုင်တဲ့အထိနမည်ကြီးခဲ့ရတဲ့ဥပိန်တတာအတွက်လှုပ်ပေးခဲ့တဲ့အလှူလေးအကြောင်းချီးကျူးခံနေရတဲ့ဖတ်တီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ချိုဆိုပါရစေ။ဖတ်တီမကတံမြာတိချင်းပေါင်းကိုဥပိန်တတာမှရောင်းချရင်းနဲ့အရန်ကိုနမည်ကြီးပြီးတော့အောင်မြင်လာခဲ့တာဖြစ်ပါရဲ့။ ဥပိန်တရားဘေးမှာလမ်းဘေးဈေးတယ်အနေနဲ့ရောင်းရင်းကနေမထင်မှတ်ထားလောက်အောင်ကိုဈေးရောင်းကောင်းသွားခဲ့တာဖြစ်ပါတယ်။ဒါအပြင်အရှင်တော်ကဆိုရင်ဖက်တီမာ အချွေးပက်လေဝိုင်းလို့နေတာဖြစ်ပါတယ်။ဒါသမီးတွေလည်းရှိခဲ့အပြင်ကိုဝင်ဆောင်တဲ့ဘဝနဲ့အချွေးဆက်ဖို့ရုန်းကန်နေကြရတာပါ။အခုလိုဘဝအခြေအနေကနေဥပိန်တရားဘေးမှာတံမြာသီးတို့ရောင်းရင်းနဲ့မှသာအခုဆိုရင်တော့တံမြာသီးတို့ရောင်းပြီးတော့အချွေးတွေအကုန်လုံးကိုဆက်လို့ခြေသွားပြီဖြစ်ပါတယ်။ အကျွေးတွေမရှိတော့တဲ့အတွက်ခေါင်းပြအောင်အိတ်လို့ရနေပြီဖြစ်သလိုစူမီဆောင်မိတဲ့အနေထားလေးဖြစ်လို့နေတာဖြစ်ပါတယ်။ဖတီမားအကျွေးတွေပေးစရာမရှိတော့တဲ့အတွက်အလုတ်စူးစားပြီးတော့စူဆောင်းနေကြတာပါ။မကြခင်မှာမွေးမဲ့ကလေးအတွက်ကိုမိဖွားစီအရင်စူဆောင်းနေတာဖြစ်ပါတယ်။မွေးဖွားစီလည်းစူမီဆောင်မိပြီဖြစ်တဲ့အတွက်အလူလုံးချင်တဲ့စိတ်ဓာတ်များနေရလဲဖြစ်ပါတယ်။ လက်ထဲမှာငွေလေးရှိလာပြီဆိုရင်တော့လှူကျင်တဲ့စိတ်ကသာညာနေရလဲဖြစ်ပါတယ်။ဒါအပြင်လက်ရှိမှာဈေးရောက်နေရတဲ့ဥပိ္ပိတ္တာအတွက်လည်းဖက်တီမာက တနေတဲ့လောက်လူနေတာဖြစ်ပါတယ်။ဥပိန်တရားကမက်ရှလာ28ရက်နေ့မှာလှုပ်လိုက်တဲ့ငလင်ကြောင့်ပြိုကျပျက်စီးကုန်သွားတာပါ။အထင်ကရနေရာတစ်ခုပျက်စီးသွားတဲ့အတွက်ဥပိန်တရားကိုမိခိုပြီးတော့စီးပွားရှာနေရတဲ့ဖတီမာတို့မှလည်းစိတ်မကောင်းဖြစ်ကြပါတယ်။ဖတီမာကဥပိန်တရားကိုချစ်တယ်လို့အရင်လိုခန့်ထည့်တဲ့တရားအဖြစ်သာပြန်ပြီးတော့မြင်ကျင်ကြတာပါ။ဒါကြောင့်မို့လဲသူမဆုထားတဲ့ငွေတွေကနေတချို့တဝက်ကိုခွဲဝေပြီးတော့တရားပြန်ဆောက်ဖို့အတွက်ကိုလှုပ်ဒန်းပေးနေရဖြစ်ပါတယ်။ ဖတ်ဒီမာကဥပိန်တရားအထက်လိုအပ်တာပြုပြင်ဖို့တိန်တရာတိတိလူပေးခဲ့တာဖြစ်ပါတယ်။တိန်တရာဆိုတဲ့ပမာဏကဖတ်ဒီမာတို့လိုလည်းလုံလစားသမားတွေအထွတ်တော့မလွယ်ကူလာပါဘူး။အရင်တော့ဆိုရင်အကျွေးရေလဲပက်လဲဝိုင်းနေတဲ့အထွတ်လူဖို့ဆိုတာလုံးဝမဖြစ်နိုင်တာပါ။ဒါပေမဲ့အစဉ်ပြေလာတဲ့အထွတ်အခုချိန်မှာတော့စိတ်အေးလက်အေးနဲ့ကိုလှူနိုင်ပြီဖြစ်ပါတယ်။ ကလေးမွေးစည်လေးကိုဖယ်ထားပြီးတော့ဥပိန်တရားအတွက်တိန့်တရားလူပေးရတဲ့အတွက်လည်းသူမနေနဲ့ပျော်ရွှင်နေတာဖြစ်ပါတယ်။အခုလိုမျိုးလူထမ်းပေးလာတဲ့ဖတီမာကိုပရိသတ်တရားလည်းချီးကျူးနေကြတာဖြစ်ပါတယ်။မရှိလို့မလူမလူလို့မရှိဆိုသလိုမရှိရှိတဲ့ဈာရရနေမရရအောင်လူထမ်းလုပ်နေတဲ့ဖတီမာကိုပို့ပြီးတော့ချမ်းသာကြီးပွားလာပါစေဆိုပြီးတော့လည်းဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ ဖတီမငလင်ပေးအတွက်လည်းတနိုင်သမျှလူတန်းပေးနေကြရပါ။တို့မဟုတ်ချစ်ခင်တဲ့သူတွေကမဟုတ်ဘိုးပေးသမျှကိုငလင်ပေးအတွက်သွားလူပေးကြတာဖြစ်ပါတယ်။တခါမှပတ်စံအထုတ်လိုက်ကိုမကင်ဘူးမလူဘူးတဲ့အတွက်ဖတီမကအရန်ကိုပျော်ရွှင်နေကြရပါ။ဒါအပြင်ပတ်စံလေးနည်းနည်းရှိရတဲ့ကိုလှူခြင်းနဲ့စိတ်ဖြစ်နေတာလို့ဖွင့်ရထားပါတယ်။စိတ်ရှိတိုင်းလူနိုင်ဖို့အတွက်လည်းဖတီမက လက်ရှိမှာအလုပ်တွေစူးစမ်းနေပါတယ်။အချင်းပေါင်းလဲဆက်ရောင်းနေတယ်လို့တစ်ဖက်မှာငားရီကုန်ကြော်လဲမပြတ်ရောင်းနေတာပါ။ဒါအပြင်ကြော်ဝရောင်းမျိုးကအလူကြော်တွေကိုလည်းကိုယ်စလဲယူပြီးတော့တစ်ဆင့်ပြန်ရောင်းနေတာဖြစ်ပါတယ်။ဥပိတ်တရားပြုပြင်မှုအတွက်ဒိဋ္ဌိယလူတန်းပေးခဲ့တဲ့ဖက်ဒီမအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။